အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့ချင်တဲ့အကြောင်းအရာလေးကတော့မနုပညာရှင်လုပ်ငန်းရှင်ပြီးတော့လက်ရှိမှာဒုတိယရှင်သွေးလေးကိုကိုယ်ဝန်ဆောင်လာတဲ့မိခင်တူဖြစ်တဲ့ဘူဂျာဖြူခင်အကြောင်းပဲဖြစ်ပါတယ်ဘူဂျာဖြူခင်ကိုဘယ်လိုပြောရမလဲဆိုတော့သူကတကယ်ကိုမှနော် strong ဖြစ်တဲ့မျိုးသမီးလို့ပြောလို့ရပါတယ်သူ့ဘဝတွေကိုဝင်လာတဲ့ပြဿနာတွေစိတ်ခုံမှုတွေကတာမန်မျိုးသမီးတူခဏရရှိတဲ့အစပါမှတော့ပုံနေပါတယ်သူတစ်ဖြစ်ကိုယ်ဝန်ဆောင်ကာလလိုမျိုး အိုင်အင်းလေးလိုအပ်နေတဲ့အချိန်မှာပေါ့ဟိုကြဖြူခင်ရဲ့ဆက်လက်ကိုကျွန်တော်တို့တဆင့်ချင်းစီတွက်ကြည့်အောင်ပထမဆုံးပြဿနာကိုချိန်လိုက်အောင်ပုံဝင်တွေ့ထားတဲ့အချိန်မှာမန္တလေးမှာလေကြီးကြီးလှုပ်ခတ်ခဲ့ပါတယ်ဒီအဖြစ်အပျက်ကိုတည်တည်ကြပ်စဉ်းစားကြည့်ပါပုံဝင်တွေတက်ဟာအချိန်တွေလဲကျနိုင်တယ်ထိခိုက်တရားရနိုင်တယ်စိတ်ဖိစီးမှုကြောင့်မမျှော်လင့်တဲ့အနေတွေဖြစ်လာနိုင်ပါတယ်ဒီလိုအချိန်တွေမျိုးမှာလူတိုင်းကခုအသက်အတွက်ပဲပြေလည်နေရတဲ့အချိန်ဟိုကြဖြူခင်တယောက်ပုံဝင်ကြီးနဲ့တိုက်အောက်ကိုပြေးခဲ့ရပါတယ် ိုယ်အသက်ကိုလည်းကောက်ွယ်ရမယ်ကိုယ်ရှင်သွေးအသက်ကိုလည်းကောက်ွယ်ဆောက်ရှောက်မယ်တကယ်ကအသက်လူပွဲပါပဲဒီအဖြစ်ပြက်ကိုကြော်ဖြတ်နိုင်ခဲ့တာမိခင်ကြောက်ရဲ့မကြောက်တရားနဲ့ခိုင်မာတဲ့စိတ်ကရှိရင်ဘလို့မှမဖြစ်နိုင်ပါဘူးဒါကသူမရဲ့စိတ်ခွန်အားကိုအထင်ရှားဆုံးပြတ်တတ်နေတဲ့အချက်ပါပဲဒီစိတ်ပိုင်းဆိုင်ရာတုံ့လုံးမှုပါနေမနာသေးပါဘူးဒုတိယပြဿနာဆက်တိုက်ဆိုလို့ဝင်လာပါတယ်ဒါကတော့စစ်ပွဲရေးဆိုင်ရာသစ္စာဖောက်မှုပါကိုယ်ယုံကြည်ပြီးအလုပ်ခက်နာတဲ့ဆိုင်ဝင်တဲ့ခမလေးတယောက်ကနေ ကိုစီကနေ3300ကျော်တမှုရှိတဲ့ပစ္စည်းတွေကိုခိုးယူသွားတဲ့ကိစ္စဖြစ်ပါတယ်။ပုံရှိတဲ့သူကအသေးအမွှားစိတ်ဖြစ်စုမှုလေးတွေတောင်မဖြစ်အောင်ယူဆနေရတဲ့အချိန်မှာဒီလိုအကြီးကျယ်ငွေကြေးဆုံးရှုံးမှုနဲ့စိတ်ပဲဆိုင်ရာထိခိုက်မှုကိုတပြိုင်တည်းရှင်ဆိုင်ရတာပါ။ဘလို့ခံစားရမလဲစိတ်သက်တွေပြိုလဲသွားနိုင်ပါလေ။ဒါပေမဲ့ပူချပြုခင်ကတော့ဘလို့လုပ်ခဲ့တယ်လဲ။သူမဟာအငငယ်ငွေကြေးနေမဲ့စားတကယ်ကိုချမျက်တဲ့လုပ်ငန်းရှင်ကြောက်လို့ဒီကိစ္စကိုဥပဒေအတိုင်းရှင်းလင်းခဲ့ပါလေ။လူအပ်တဲ့စုံစမ်းထောက်လှမ်းမှုတွေလုပ်ခဲ့ပါတယ်။တကယ်တော့ပုံဝန်တွေကြောက်ပါဒီလောက်ထိ လိုက်လံရုံးကန်ဖြည့်ရှင်းမှုမသိပါဘူးဒါပေမဲ့သူမဟာကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုကာကွယ်ဖို့အတွက်တောင့်တင်းတဲ့စိတ်ဓာတ်နဲ့ထိတ်တဲရှင်ဆန်ခဲ့တာကိုတွေ့ရပါတယ်ဒါဟာသူမရဲ့အမျိုးမျိုးရှိမှုနဲ့ဉာဏ်ပညာကိုပြတ်တက်လိုက်တာပဲဖြစ်ပါတယ်တကယ်ပြတ်တာကတော့စင်တောင်ရင်းနဲ့လုပ်ငန်းခွင်ကြားကပြတိပတ်ခါပါဒါဟာလူမှုကွန်ရက်မှာပြန့်နှံ့သွားတဲ့သူမရဲ့ခင်မုန်ကိုထုံးတဲ့စံဝန်တန်းကောင်မလေးကောင်လေးတို့ရဲ့ရှင်ဖြစ်မှုဖြစ်ပါတယ်ကိုထုံးကသူ့တမီးလေးတစ်တော့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများရတာကတည်းကလက်ပါပြီးရံဖြစ်တဲ့အဖြစ်ဖြစ်ခဲ့တာပေါ့ ီလိုလူသိရှင်များဖြစ်သွားတဲ့ပြဿနာတစ်ခုကစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ image ကိုအထိအကြီးကျယ်ထိခိုက်စေပါတယ်။ဒါအပြင်ဒေါသလျောက်ပုံစံဘက်ကနေလည်းလက်လွန်သွားပါတယ်။ဘုံနံဘက်ကလည်းနစ်နာနိုင်ပါတယ်။ဒီနေရာမှာပိုးချဖြူခင်းရဲ့ခေါင်းဆောင်မှုရည်ချင်းကပေါ်လွင်လာပြန်ပါတယ်။ဒီမှာပုံမရှိနေပေမဲ့စိတ်ကိုအေးအေးချပြီးဒီကိစ္စကိုအစိုးရရနေအကောင်းဆုံးဖြစ်အောင်ပြောင်းလဲပြစ်ခဲ့ပါတယ်။သူမကသူမခင်မွေဒေါသကိုထိတ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ဆိုင်ဝင်တဲ့ကောင်လေးကိုလည်းခေါ်ယူဆွေးနွေးပြီးစစ်စိုးရာကြီးစွာနဲ့ဖြည့်ရှင်းပေးခဲ့ပါတယ်။ နောက်ဆုံးမှာနှစ်ဦးစလုံးတယောက်နဲ့တယောက်ပြင်နဲ့တောင်းပန်ခဲ့ပြီးပြည်လျောင်စီမံပေးနိုင်ခဲ့ပါတယ်။ဒါဟာအမှန်ဆိုရင်ကိုထိုးမကလက်သေးနဲ့ထိုးလို့ချင်လိုက်တဲ့အထိဒေါသဖြစ်တဲ့အခြေအနေကနေမိသားစုရဲ့ image ကိုပြန်လည်ထိသိမ်းနိုင်ခဲ့တဲ့အထိတကယ်ကိုမှာအကျက်တဲ့စီမံခက်ခွဲမှုကထူးချွန်တဲ့အမျိုးသမီးဆိုတာကိုထပ်မံသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ကဲအခုဆိုရင်သူမကဒီပြဿနာသုံးခုကိုပုံကြီးနဲ့ကြော်ဖြတ်ခဲ့ပြီးပြီ။ဒါပေမဲ့သူမရဲ့စင်ကုန်မှုတွေကသုံးသက်သေးပါဘူး။ ုချိန်မှာသူမကအကြီးမားဆုံးနဲ့အထူးခရဆုံးပြတ်တာကိုရင်ဆိုင်ရပါပြီ။ဒါကတော့အင်တာဗျူးဖုတ်ပြန်မှုဈေးမှာပဲ။ပထမဆုံးအနေနဲ့ပုံစံအမျိုးသမီးတွေအားလုံးရင်ဆိုင်ရလေးရှိတယ်။ရှင်မုန်းနဲ့ဆက်ဆိုင်တဲ့တင်မှန်ကိုပြစ်ဆပါအောင်။ကိုုံရှိနေတဲ့အတွက်အမျိုးသားရဲ့ဆန္ဒတွေကိုမဖြစ်စေပြနိုင်တဲ့အခါကုထုံးဘက်ကစိတ်ဆိုးစိတ်ကောက်တာစိတ်မကျေနပ်တာတွေခဏခဏဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီလိုအချိန်မျိုးမှာအမျိုးသမီးတွေကစိတ်ချက်တွေပါတယ်။ပုံကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံပြောင်းလဲလာတာကိုစိတ်ဖြစ်စင်းနေတဲ့အချိန်မှာခင်မုန်းရဲ့နားလည်မှုအခြေအနေတွေထွေးမှုကအလိုအဆုံဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအားနဲ့နေတဲ့အချိန်မှာပဲ ထိုးတန်ဆုံးထင်ထားတဲ့အရာကနေပြဿနာဆက်ခဲ့ပါတယ်။ခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေကကိုထွန်းဟာစိုင်းဝင်တဲ့ကော်မလီတယောက်နဲ့ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းဟာဒမှုကွေမှာအကြီးအကျယ်ပြန့်နှံ့လာခဲ့ပါတယ်။စဉ်းစားကြည့်ပါ။ဟူးချပြုခေဟာငလျင်ဘေးကိုပုံကြီးနဲ့ရှင်းဆန်းခဲ့ရတယ်။တိတ်300ကျော်လင်းလေသွားတဲ့စိုင်းဝင်ထမ်းကိုတရားရှင်ဆန်းခဲ့ရတယ်။ခင်မိုးနဲ့ဝန်ထမ်းရန်ပွဲကိုအများရှိမှဖြစ်ရှင်းမိခဲ့ရတယ်။အဲ့ဒီပြဿနာရဲ့အားလုံးကိုကြော်ဖြတ်ပြီးတဲ့နောက်သူမရဲ့အားကိုရဆုံးအခြေအဆုံးခင်မုန်းကနေနောက်ထပ်သက်သာဖောက်မှုနဲ့ပါရှင်ဆိုင်ရတဲ့အခါမှာသူကဘလောက်စိတ်ပြအငဲ့ပြီးရှင်ပွဲနာချနေတယ် ထူးသဖြင့်ဒီပြဿနာကကိုယ်ဝန်ဆောင်ကလအတွင်းမှာဖြစ်ပေါ်ခဲ့တာပါ။ကိုယ့်ရဲ့ရှင်သူရဲ့ကျမကြီးကိုပါထိခိုက်စေနိုင်တဲ့အကြီးမားဆုံးစိတ်ချရပါပဲ။ဘုကြပြုခင်ဘွားတတိရှိတဲ့မိခင်တူထမြက်တဲ့လုပ်ငန်းရှင်တူပြီးတော့ရှင်ခွဲဆရာတွေတိခတ်နိုင်တဲ့အမျိုးသမီးတူရဲ့တက်တဲ့ပါပဲ။ဒီမှာဒီလိုဆိုးပါးသောအခြေအနေကနေဘလို့ရုံးကံပြီးအကောင်းဆုံးကိုပြန်လဲဖန်တီးမင်းဆိုတာဝတ်စုံတော်တို့စောင့်ကြည့်ရမယ်။သင်ခန်းစာယူရမယ်ပိုင်မဲ့ဖြစ်ပါတယ်။ဒီနေ့မှာတော့ဘုကြပြုခင်ဘွားစက်ပုံအကြောင်းသူမရှင်ဆန်ခဲ့ရတဲ့ပြဿနာ ပေါင်းလို့ကြောင့်မူတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ရောဒီပြဿနာတွေကိုဘူးချဖြစ်ခဲ့ဘယ်လိုမျိုးထိရှင်းတဲ့လို့ထင်ပါတယ်။ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦး။အဆုံးနေ့နောက်ထောင်ပြည်သက်တို့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။